ကျွန်တော်ဘာသာစကားတစ်ခုလေးလာတဲ့အခါမှာထိရောက်မှုရှိဖို့အတွက်ကိုဘယ်လိုလေးလာမလဲဆိုတဲ့အခါကျလို့ရှိရင်ကျွန်မကလှုပ်ရှားချင်တာတကွာကိုကိုကိုပြန်ပြီးပါ။ဘာဖြစ်လို့ငါဒီဘာသာစကားကိုသင်နေရလဲဆိုရင်မိကို ပြင်ပေးပါလို့ကျွန်မအရင်ဆုံးပြောချင်တယ်ပေါ့နော်ဒီအခါမှာအဖြေထွက်လာလိမ့်မယ်တချို့ကြတော့စာမေးပွဲဖြေဖို့ရှိတယ်ဆံပွဲဆိုတာဥပမာအဖြစ် IELTS လို့ဖြေဖို့ရှိတာလား Duolingo ကိုဖြေဖို့ရှိတာလားဒီလိုမျိုးရှိရင်ရှိမယ်တချို့ကြတော့ရာထူးထူးချင်းလို့ English ကိုထောက်ကူပြောင်းဖြေချင်တာမျိုးရှိမယ်တချို့ကြတော့လည်းကျွန်မတို့နေ့စဉ်သုံးနေတဲ့ English ကိုစကားပြောကိုတည်တည်တသားလေးတိုးတက်ချင်လို့လေ့လာနေရမျိုးရှိမယ်ပေါ့နော်တချို့ကြတော့နိုင်ငံခြားထွက်ချင်လို့ရှိမယ် တယောက်နဲ့တယောက်မတူကြဘူး။ဒါပေမဲ့ကျမကပထမဆုံးဒီမိကုံးကိုပြီးစီခြင်းနဲ့ဘာဖြစ်လို့ငါဒီဘာသာစကားကိုသင်နေရလဲဆိုရင်မိကုံးကိုအရင်ဆုံးမေးကြည့်ပါလို့ကျမပြောခြင်းနဲ့အဲ့ဒီအခါမှာအဖြေထွက်လာလိမ့်။ဒီဘာကြောင့်သင်ခြင်းတာလဲဆိုရဲအကြောင်းအရာလေးကိုတေချာသိရပြီဆိုရဲအခါမှာတော့ကိုက target တစ်ခုသတ်မှတ်ပါ။ညီမချက်တစ်ခုသတ်မှတ်ပါ။ကို setting နေတေချာ။ပြီးသွားလို့ရှိရင်ကိုကဥမာအဖြစ်နိုင်ငံခြားထုတ်ပို့ပေးထားပါတော့။ဒါဆိုလို့ရှိရင်နိုင်ငံခြားထုတ်ပို့ဘယ်လိုမျိုးလေးပြောတတ်အောင်လေ့ကျင့်မယ်ဆိုပြီးတော့ ခေါင်းစဉ်လေးတစ်ခုတက်လိုက်တဲ့သဘောပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တဲ့အခါမှာကျမတို့ကဒီမန်ချက်ဆိုတာလေးတစ်ခုဖြစ်လာတယ်ပြီးတော့ငါကဒါလေးကိုရအောင်လုပ်ရမယ်ဒါဆိုလို့ရှိရင်ငါလည်းတော့တောက်ပြုလေးဒီလိုမျိုးစိတ်ကလေးမှတည်တယ်အဲ့အတွက်ကြောင့်ဒီမေးခွန်းကိုအရင်ပြီးပြီးအဘကြောင့်ဒီပါတာစကားကိုသင်နေရလဲဆိုပြီးတော့ပေးလိုက်ပါလို့ကျမပြောချင်ပါတယ်ဒါတစ်ခုပေါ့ပြီးသွားတဲ့အခါမှာ passion လိုအပ်တယ် passion ဆိုတာဘာလဲဆိုရင်ကျမတို့ဒီပါတာစကားကိုတက်အောင်လုပ်ရမယ်ငါကြိုက်တယ်ငါသဘောကျတယ် ဆိုတဲ့အတွေ့အမြင်နဲ့တွေ့ပြီးပေါ့နော်အထူးသဖြင့်ရုပ်ရှင်တွေကြည့်အချင်းတွေနားထောင်မိဘသားစကားတစ်ခုကိုယဉ်နီးကျွမ်းဝင်မှုရှိအောင်တနေ့တနေ့နေပြီးပေါ့နော်ဒီဘာသာစကားကိုပြောတဲ့ရုပ်ရှင်တွေကြည့်မယ်နောက်ပြီးသွားတဲ့အခါကျလို့ရှိရင်အာချင်းတွေနားထောင်မယ်ဒီလိုမျိုးလေးလုပ်ပြီးတာကလည်းအများကြီးတိတာစေပေါ့နော်ကို့ remind ဖြစ်နေတာပေါ့ဩငါဒါလေးလေ့လာရမယ်ဒါတိတာအခုမှပြင်ကျမပြောပြတာကအင်္ဂလိပ်မှမဟုတ်ဂျပန်စာလေ့လာရပဲဖြစ်ပါစေကိုရီးယားစာလေ့လာရ ဒါနဲ့ရင်းနှီးကျွမ်းဝင်မှုရှိအောင်ကိုနေပေးပါအဲ့လိုမျိုးနေပြီးတာကလည်းကို fashion ရှိစေတယ်ပေါ့နော်ဥပမာပြရုပ်ရှင်ကြည့်လိုက်တဲ့အခါမှာမင်းသမီးရစကားပြောတာလေးနားထောင်လိုက်တဲ့အခါမှာအော်သူဒီလိုလေးပြောသွားပါလားငါလည်းဒီလိုမျိုးလေးတွေကိုပြောတာလေးကိုမှတ်ထားမယ်ငါကိုယ်တိုင်ပြောနိုင်လာအောင်ငါလည်းစူးစမ်းရမယ်ဆိုတဲ့အသိစိတ်ကလေးကကောင်းတဲ့ဝင်စေရပေါ့နော်အဲ့အတွက်ကြောင့် fashion ရှိစေဖို့အတွက်ကိုလည်းလိုအပ်တယ်။ fashion ရှိဖို့အတွက်ကိုလည်းကိုကဒီဘာသာစကားနဲ့ယင်းဤအတွက်မှုရှိစေဖို့အတွက်ကို ရုပ်ရှင်တွေတခြင်းတွေများများနားထောင်ပြီးရုပ်ရှင်များကြည့်ပြီးဒါမျိုးလေးတွေလောက်တာလဲထောက်ကူပြုစီရဲပေါ့နော်။စာလဲဖတ်လို့ရတယ်။ဥပမာပြ article ဆိုလို့ရှိရင်လေဒီအကြောင်းအရာလေးနဲ့ပတ်သက်တာလေးဖတ်တာပို့ပြီးတော့ဆက်ဆက်မှုရှိစီတယ်လို့ကျွန်မပြောချင်ပါတယ်။နောက်တစ်ခုကတော့ဘာပဲဖြစ်နေပါစေလောက်ပါဒါကိုကျွန်မပြောချင်တယ်။ဥပမာအဖြစ်ကျွန်မပြောချင်တာကဟိုတတ်မှတ်ထားရဲပေါ့နော်ဒီနေ့မှဒီ lesson တစ်ခုပြီးအောင်ကြည့်မယ်ဆိုလို့ရှိရင်ပြီးအောင်ကြည့်ပါ ။ဘာပဲဖြစ်နေစီလောက်ပါဆိုတာကဥမာဖြင့်ကိုကပြင်းနေကိုစိတ်ထဲမှာမပါလောက်ပါ။ကိုရဲ့မှုကမကြည့်ဘူးလောက်ပါ။ကိုရဲ့စိတ်ကမပျော်လောက်ပါ။ဝမ်းနေနေလေလောက်ပါ။ပျော်နေလေလောက်ပါ။ဘာပဲဖြစ်နေစီကိုရဲ့ဒီ study schedule မပြတ်စေနဲ့ပေါ့။ကို study routine ကိုလုံးဝမပြတ်စေနဲ့အမြဲတမ်းလောက်ပါ။ကလေးကြရင်တော့ဖြစ်တတ်ပါတယ်စိတ်အခြေအနေမကောင်းတာ။အိတ်ကကြာလို့ရှိရင်နေ့တစ်နေ့မှာ24နာရီရှိတယ်။ကိုရတဲ့အချိန်လေးတွေကိုဖဲ့ဖဲ့ပြီးတော့ ညိပြီးလို့ပေါ့မနက်ပိုင်းမှာကိုယ်အဆင်ပြေဘူးဆိုရင်နေ့လယ်ပိုင်းပြနေ့လယ်မရရင်ညနေညနေမရရင်ညတက်နိုင်ဆုံးပတ်မှတ်ထားတဲ့ကို target ထားထားတဲ့နေရာကိုရောက်ဖို့အတွက်ကိုတတ်မှတ်ထားတဲ့ရက်တည်းကိုတတ်မှတ်ထားတဲ့တိုင်းတာလေးရှိတယ်အဲ့ဒါကိုလုံးဝမမြင်စင်းနေပေါ့နော်အထူးသဖြင့်ကျွန်တော်က self study ကိုပြောပြတာပေါ့နော် carry class ကို join ထားရဆိုလို့ရှိရင်တော့လေဒါတော့လုံးဝပြန်လို့မရဘူးပေါ့နော် zoom လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်အချိန်လေးကွက်တိသွားတယ်။ self study သမားအနေနဲ့ဆိုလို့ရှိရင်လုံးဝ ပါပဲဖြစ်နေပါစေကြောင်လို့ပါလို့ကျွန်မပြောချင်ပါတယ်နောက်တစ်ခုကတော့ကျွန်မတို့ language လေ့လာနေတဲ့နေရာအရေးကြီးဆုံးအရာတစ်ခုကလေကျွန်မ remind ထပ်လုပ်ချင်တာပေါ့နော်အရာအားလုံးက0ကနေစရပါတယ်အရာအားလုံးက3ညကနေစရပါတယ်3ညကနေ1 1ကနေ2ဒီလိုမှတဖြည်းဖြည်းသွားတာဖြစ်ပါတယ်ဆိုတော့ကိုကလေ့လာပြီးတော့နေတွင်ချင်းပေါ့နော်နေချင်းညချင်းကြီးကိုချက်ချင်း native တယောက်လိုမျိုးပြောတတ်သွားချင်တာအဲ့ဒါဘာဖြစ်နိုင်ဒါလေး remind လုပ်ပါ အရာအလုံးသုံးရနေစားပါတယ်။တဖြည်းဖြည်းချင်းနဲ့တည်တည်တတ်တာတိုးတက်အဓိကဖြည်းဖြည်းလေးနဲ့မှတဖြည်းဖြည်းနဲ့အာအဆင်ပြေတဲ့နေရာတစ်ခုရောက်လာလို့ရှင်တည်တည်တတ်တာတိုးတက်လာလိမ့်မယ်။ဒါလေးကို remind လုပ်ပါနော်။ဆိုတော့ရုပ်တရက်ကြီးလေးလာပြီ။ငါမတက်သေးဘူး။ငါဘာမှလည်းနားမလဲသေးဘူး။ငါဘာမှလည်းမရသေးဘူးဆိုတဲ့အတွေ့အကြုံစိတ်တက်ကအတက်စိတ်တက်ကြတယ်။အဲ့ဒါဖြစ်တတ်တဲ့သဘောတရားပေါ့။အဲ့အခါမှာကိုယ့်ကို ငါဒီလေလာနေတယ်ငါလမ်းမှန်ပေါ်ရောက်နေပြီပြီငါတပြီပြီနဲ့ရလာလိမ့်မယ်မနေ့ကမသိရဲစကလုံးလေးငါတင်ဆိုတော့ I'm on my way ဒါလေးကိုတစ်ချက် remind လုပ်ပေးပါလို့ကျွန်မပြောချင်ပါတယ်နောက်တစ်ခုကတော့လေ့ကျင့်ပါကြိမ်ရင်များများလေ့ကျင့်ပါလေ့ကျင့်လေးလေးပို့ပြီးတော့တိုးတက်လေးလေးပါတယ် practice makes perfect ဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မဆိုတခါတည်းလေ့ကျင့်ုံနဲ့ပြီးပြီလို့မသတ်မှတ်ပါနဲ့ကိုဒီအခုမှအစပြုနေရလို့ဆိုလို့ရှိရင်ပို့ပြီးတော့တည်တည်တတ်တာ မြန်းများလေးလေ့ကျင့်ဖို့ဆိုရင်တော့တဖြည်းဖြည်းနဲ့တည်တည်တသာတိုးတက်လာပါလိမ့်မယ်လို့ကျွန်မပြောချင်ပါတယ်။ဒီနေ့ကျွန်မမျှဝေပေးခဲ့တယ်ပေါ့နော်။ Chat Say တွေက English လေ့လာနေတဲ့သူတွေတော့အများကြီးထောက်ကူပြပါလိမ့်မယ်။ English အပြင်တခြားသောဘာသာစကားကိုလေ့လာနေတဲ့သူတွေကလည်းအဆင်ပြေပါလိမ့်မယ်လို့ကျွန်မကပြောလိုက်ပါတယ်။ဒါဆိုရင်တော့ကျွန်မတို့ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Bye for now. See you in the next video.